ဘဝန်းနေဘတူးတွေဘိုင်ဂျီတွေဆိုတာကအင်္ဂလိပ်စာအခြေခံလေ့လာရတဲ့သူတွေနဲ့ရင်းနှီးပေမဲ့အင်္ဂလိပ်စာကိုလေ့လာပြီးတော်တော်လေးကြာမှနားလည်သဘောပေါက်လာတတ်တာကတော့ battery ပါ။ဘာဖြစ်လို့ဆိုတော့ battery ရဆိုလို့ရှိရင်ဒီ vibe တွေထဲမှာနည်းနည်းလေးပို့ပြီးတော့လေးနဲ့တဲ့ပို့ပြီးတော့ခြေပြန့်တယ် ဒါကြောင့်လည်းကျွန်တော်ရဲ့အင်္ဂလိပ်စာအောက်သက်ကြည့်ဖို့ series ရဲ့ဒီနောက်ဆုံးအပိုင်းလေးတွေထဲမှာကျွန်တော်ထည့်ပေးထားတာဖြစ်ပါတယ်။အဲဒါဘက်တရီကိုဘာကြောင့်ဒီနေ့တင်တာလဲဆိုတော့ကျွန်တော်ရဲ့အင်္ဂလိပ်စာရ30 series အင်္ဂလိပ်စာအောက်သက်ကြည့်မယ်ဆိုရယ် CD ဒါပြီးသွားတယ်။ဘက်တရီဆိုတာဘာမှန်းတော့မသိလောက်ဘူးလို့ဖြစ်မှာဆိုလို့ကျွန်တော်ဒီနေ့ဘက်တရီကိုတင်ကြပါမှာ။ဘက်တရီဒီကျွန်တော်ပြောထားရင်တော့နည်းနည်းလေးလေးနဲ့တည်းနည်းနည်းစဉ်းစားရတာလေးပါတယ်။ဒါပေမဲ့မပူပါနဲ့ကျွန်တော်ရှင်းပြလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ follower တွေအကုန်လုံးနားလည်သဘောပေါက်သွားမှာပါ။ဒါပေမဲ့ဒီနေ့ဘက်တရီရဲ့အခြေခံသဘောတရားကို အရင်ရှင်းပြမယ်အုံငင်ချလာနော်ဓာတ်ထပ်ပို့ပြီးအစင်းမြင့်တဲ့ series တွေလာနေအောင်ပါနော် fighting နော်ကဲအဲ့တော့တွားလိုက်အောင်တွားလိုက်ရတော့ဗာလဲဆိုလို့ရှိရင်နံပါတ်1ငါမြောင်းမြမာနေတာငါးနှစ်ရှိပြီနံပါတ်2ငါငါတော့တွေပြောင်းနေတယ်ငါရန်ကုန်ကိုရောက်ဖူးတယ်ငါဟူလေးတင်ညနေစာစားပြီးတာကဲဟုတ်ပြီဒီစမ်းတဲ့လေးချောင်းရေးဖို့အတွက်ကျွန်တော်တို့ကဘက်တရီကိုနားလည်ထားဖို့လိုတယ်ဒီစမ်းကြအနေနဲ့ဘက်တရီနဲ့ဘယ်လိုပတ်သက်နေတယ်လဲဟုတ်ပြီဒါဆိုဒီဗီဒီယိုလေးပြီးသွားပြီဆိုရင်တော့ တည်သွားပါပြီဒီစားနဲ့နေတဲ့ဘက်တရီနဲ့ဘလို့မတည်သွားလဲဆိုတော့လေတည်သွားပြီဘက်တရီအခြေခံသဘောတရားတွေလည်းတည်သွားပြီကဲတော့စကားများမနေတော့ဆက်သွားလိုက်အောင်ပေါ့နော်မှတ်ထားမှာကဘဝနဲ့ဘဒူးတွေကတတိရှိပြီတလုံးနဲ့နေကြပေမဲ့ဘက်တရီဆိုတဲ့အကောင်ကတော့သူကတတိရှိတဲ့ထားမှာမပါဘူးဒါပေမဲ့ဘက်တရီရဲ့12ဘက်ကတော့ဘတ် ING ရဲ့12ဘက်လို့ MSR မဟုတ်ဘူးသူ့ရဲ့12ဘက်က has နဲ့ half နဲ့ okay နော်အားလူမှတ်ထားဘက်တရီရဲ့12ဘက်ဒီ has နဲ့ half နဲ့တလုံးနဲ့ရေးလို့မရပါဘူး တစ်လုံးနဲ့ရေးတာကဘဝန်းနဲ့ဗတ်တူပါ fire ng ဆိုရင် ms နဲ့တွဲတယ် battery ဆိုရင် has to have တွေနဲ့တွဲတယ်ပေါ့ဟုတ်ပြီဒါကရိုးရိုးပုံစံဒါကတော့ဒီဟာကိုတော့ကျွန်တော်ရဲ့ follower တွေလောက်တက်မယ်လို့ထင်ပါတယ်ဒီနေ့မှဒီ video တွေ့ရလို့ဆိုရင်တော့ရှေ့ရက်ကို cd day 1နဲ့စပြီးတော့ကြည့်ပြီးတော့တက်လာခဲ့ပါ30ပြည့်လို့ရှိရင်အင်္ဂလိပ်စာအောက်တက်ကြည့်ပါပြီနောက်ထပ် series တွေကိုဆက်လေ့လာပြတနေ့အတွင်းလို့ရှိရင်အင်္ဂလိပ်စာကကိုယ့်ရဲ့လုံးဝ သုံးပြုလို့ရတဲ့ဘာသာစကားကိုတော့အခက်ခဲတစ်ခုဆိုတော့မဟုတ်တော့ဘူးပေါ့နော်ကျွန်တော်ကူညီပေးမှာပါဟုတ်ပြီအဲ့ဒါဆိုရင်ဆက်သွားလိုက်တဲ့ခါကျတော့ဒါအော affirmative ပုံစံလို့ခေါ်တာကိုကျွန်တော် follower ဆိုသိတယ်ဒုတိယပုံစံဘာပုံစံလဲဆိုရင် negative ပုံစံ negative ဆိုတာပါလဲဆိုရင်အငင်းပုံစံဖြစ်တယ်အငင်းပုံစံလို့ချင်ဘာလာဖို့လိုလဲလို့ကျွန်တော်ပြောထားလဲအငင်းလို့ချင် not လာဖို့လိုတယ်ခဏလေးဒိန်းအောင်ဖြတ်နေတော့ ဟုတ်ပြီအဲ့တော့အငင်းလာမယ်ဆိုလို့ရှိရင် not လာဖို့လိုအပ်တယ် not လာဖို့ဆိုဘာရှိဖို့လိုလဲဆိုရင် အကူရှိဖို့လိုတယ်အကူကလည်းရှိပြီးသားဆိုတော့ပြီးပြီပေါ့နော်ဒီ has လေးမှာ not လာလိုက်တော့ hasn't ဆိုပြီးဖြစ်သွားတယ် have မှာ not လာလိုက်တော့ haven't ဆိုပြီးဖြစ်သွားတယ်နောက်ကတော့ battery ကအထိုင်မပြောင်း battery လို့ပြောင်းစရာမလိုဘူး battery လို့ပြောင်းတယ်ဆိုတာ but one မှာ do does ခေါ်တဲ့အခါမှာ battery လို့ပြောင်းတယ် but two မှာ did ခေါ်တဲ့အခါမှာ battery လို့ပြောင်းတယ်ဒါလေးကအခုခေါ်တာမဟုတ်ဘူးအစတည်းကရှိပြီးသားအခုမှာထည့်တာလုံးဝပြောင်းစရာမလိုဘူး ောက်တစ်ခါ yes or no question ဖြစ်ချင်တယ်ဆိုရင် yes or no question ဖြစ်ချင်ရင်ဘာမှလို့ဆိုရင်ဘာမေးခွန်းခေါ်လဲလားမေးခွန်းလေးဖြစ်ချင်တယ်ဆိုရင်ရှေ့ကအခုရှေ့ထုတ်ရမယ်ဆိုစီကံလေးရှိထားတော့ has နဲ့ have ကိုရှေ့ထုတ်မယ် subject လာမယ် verb 3လာမယ်ပေါ့ဗျာနောက်ဆုံးမေးခွန်းကတော့ဘာလဲဆိုရင် wh question လို့ခေါ်တဲ့လဲမေးခွန်းလဲမေးခွန်းဖြစ်ချင်ရင်ဘာလုပ်မလဲ why နေ what တွေ where တွေဒါရှေ့ရချက်တွေမှာဒါလေးကိုအောက်တက်ကြည့်အောင်အသေးစိတ်ကလေးပြောပြီးပြီးအဲ့ဒီ question word တွေကိုဘယ်လိုသွားထည့်လိုက်လဲဆိုတော့ဒီရှေ့မှာထည့်လိုက်မယ် ဂျားပြနားထောင်တဲ့သူဆိုရင်တော့ဆုံးအောင်နားထောင်ပြလို့ရှိရင်ဒီဝမ်းပြပြီးလေ့လာလဲပါရက်30နဲ့အောက်တက်ကြည့်အောင်လေ့လာပါဗျာကျွန်တော်တို့ခင်ဗျားတို့ရဲ့အင်္ဂလိပ်စာကိုတကယ်ကောင်းစေချင်တာပါဟုတ်ပြီအဲဒါဆိုလို့ရှိရင်ဟောဒီဒီပုံစံလေးကိုရိုးရိုးပုံစံလေးသိပြီနှက်ခက်တဲ့ပုံစံသိပြီရက်စုံနှုတ်သိပြီလဲမေးခွန်းလုပ်တတ်ပြီဘာသိဖို့လိုလဲဘတ်တရီဘယ်ခါမှတုံးလာလဲဆရာဒါအရေးကြီးဆုံးမေးခွန်းဖြစ်သွားပြီနံပါတ်ဘတ်1ကိုဘယ်ခါမှတုံးလဲမှတ်မိသေးလားကျွန်တော်ပြန်မေးကြည့်ပါအောင်မယ်ဘတ်1ကိုဘယ်ခါမှတုံးလဲ follower တို့ရေး ဘဝသည်နေ့စဉ်လုပ်နေတဲ့ကိစ္စတွေပုံမှန်လုပ်နေတဲ့ကိစ္စတွေအမှန်တရားရယ်ဆိုရင်ဘဝအောင်သုံးတယ်ဘတ်ဒူးကိုဘယ်ခါမှသုံးလဲဘတ်ဒူးကိုဘယ်ခါမှသုံးလဲဆိုရှင်ဘတ်ဒူးသည်အတိတ်မှာဖြစ်ပြီးခဲ့တဲ့ကိစ္စဆိုရင်ဘတ်ဒူးကိုသုံးတယ် MSRVNG ကိုဘယ်ခါမှသုံးလဲ MSRVNG ဒီအခုပြောတဲ့အချိန်မှာလုပ်နေတာဒါမှမဟုတ်စခဲ့ပြီးတော့အဆုံးမသက်သေးတဲ့ဟာလုပ်နေစဲဟာတွေကိုသုံးတယ်ဒါဆိုရင်အခုဗာမင်းမလဲ ဆရာဒီ hash တဲ့ battery နဲ့ဟာဘောပမာသုံးတယ်ခဏလေးနော်တခုခင်းဆိုရင် hash အများဆိုရင် half ကျွန်တော်ဒါလေးပြောဖို့ကြံခဲ့တယ် i နဲ့ u ဒီ first person နဲ့ second person ဒါအဒီဝမှာလေးပြောထားတာအများသဘောဆောင်တော့ဒီ half ကိုသုံးမယ်ကဲဟုတ်ပြီဘာဖြစ်လဲဆရာကြီးဒါဘောပမာသုံးပါလဲဆိုတော့နံပါတ်1ကိုကြည့်လိုက်မယ်ငါမြောင်းမြမာနေတာငါနေရှိပြီဆရာကူမှနေတာမဟုတ်ဘူးဆရာလွန်ခဲ့တဲ့9ရက်ကလေးကဆရာမြောင်းမြမာနေတာအဲ့တော့အတိတ်ဘောဆရာရဲ့ဟုတ်တာဘောအတိတ်ဘောအတိတ်ဆိုရင်ဘာတူးမဟုတ်တာဆရာအတိတ်တိုင်းဘာတူးမဟုတ်ဘူး ဘလို့အတိတ်ဆိုရင်ဘလူးမဟုတ်လဲဆိုတော့အတိတ်ကဆလာပြီးဒီနေ့အထိမပြီးသေးရင်အာဘလူးမဟုတ်ဘူးအမှတ်ထားပြီလို့ဆရာကလွန်ခဲ့တဲ့ဒီ9နှစ်ပတ်တန်းကဆရာကလက်ပတ်တာမှနေခဲ့ဆိုပါဆိုဒါဆိုရင်လွန်ခဲ့တဲ့မတိုင်ကနေခဲ့တဲ့ကာလတွေဒီအတိတ်ဖြစ်ပြီးတော့အခုချိန်မှာဆရာကလက်ပတ်တာမှနေလေးလားဆိုတော့အော်ဆရာမနေတော့ဘူးဆရာမနေတော့ဘူးဆိုတဲ့အကြောင်းလက်ပတ်တာမှနေခဲ့တယ်ဆိုတာအတိတ်ဖြစ်သွားပြီအဲ့ဒါဆိုရင်ဘတူးတုံးလို့ရတယ်မြောင်းမြမှနေတာလည်းလွန်ခဲ့တဲ့9နှစ်ကဆိုတော့မြောင်းမြမှစနေရဆိုတော့လည်းအတိတ်ပဲအတိတ်ပဲမဲ့ဘလို့အတိတ်ဖြစ်နေလဲဆိုရင်ဒီနေ့အထိ မရက်တန့်သေးတဲ့အတိတ်မှတ်ထားနော်အတိတ်ကနှစ်မျိုးရှိတယ်အတိတ်မှာစပြီးအတိတ်မှာပြီးဆုံးသွားတာရယ်မပြီးဆုံးသေးတော့ဇာလံအတိတ်ကဆလာပြီးတော့အခုအချိန်ထိမပြီးဆုံးသေးဘူးဆိုတာမျိုးအဲ့တော့အတိတ်ကဆလာတယ်အခုအချိန်ထိမပြီးသေးဘူးဆိုရင် has a blood battery ကိုတုံးရတယ်ตัวอ่ะตัวเดียวไม่รู้เนาะตัวอ่ะ4မျိုးရှိလို့ကျွန်တော်မှာ4จောင်းရေးပေးထားတာအားကြောင့်ဘက်တရီကแน่ๆလေး4နဲ့တည်းလို့ပြောထားတာတခြားတန့်နေဆက်ဒါကြောင့်ကျွန်တော်ကနောက်ဆုံးမှာထည့်ထားတာဖြစ်ပါတယ်ကဲနံပါတ်1ချက်တဲ့အတိတ်ကစခုထိမပြီးသေးတဲ့ကိစ္စပေါ့ ။အဲကျွန်တော်မြန်မာလိုပဲနှုတ်တွေပဲရေးတော့ပဲပေါ့နော်။ကျွန်တော်အင်္ဂလိပ် to အင်္ဂလိပ်သင်တဲ့ကလေးဆိုရင်တော့အင်္ဂလိပ်နှုတ်တွေရေးပေးမယ်။ဒါကတော့ကျွန်တော်ရဲ့မြန်မာလန်နာတွေကိုကျွန်တော်မြန်မာလိုရေးပေးတယ်။ဒါမှလည်းအဲ့ basic ကိုရပြီဆိုရင်အင်္ဂလိပ်လိုပြန်ပြောင်းရတာဘာမှမခက်ဘူး။အထူးကအခြေခံကိုနားလည်ဖို့ပဲ။အဲတော့အတိတ်ကနေစပြီးအခုအထိမဖြစ်လဲဆိုရင် မပြီးသေးတဲ့ကိစ္စဆိုရင် has up လက်မသိတော့မှဆိုတော့ကဲရေးကြည့်လိုက်ရအောင်။ငါဆိုတော့ကျွန်ုပ်ပေါ့ I subject ပြီးဘာလို့လဲဆိုရင် verb ကိုသွားမယ်။ဘာလို့တားလဲဒီမှာရှိပြီဆိုတော့မသုံးအောင်နေတာကိုသုံးအောင်ပါနေတာဒီ9နှစ်ရှိပြီဆိုတာလေ ရေးရမှာပေါ့နော်အမှတစ်ခုကျွန်တော်ပြောပြပေးမယ်နေတာကိုအင်္ဂလိပ်လို live လို့ခေါ်တယ်ဒါပေမဲ့အခုအတိတ်ကနေနေလာတာအခုထိနေတုန်းဖြစ်တဲ့အကြောင်းကျွန်တော်က has have နဲ့ battery i am first person ဆိုတော့ have နဲ့ရေးမယ်ပြင်နေတာဘယ်ဘောက်နေလဲဆိုရင် battery ရေးလိုက်တယ်အဲ့တော့ i have live အချိန်ရှိတယ်နေရာရှိတယ် subject verb object နေတိုင်းလုပ်နေတဲ့ဟာလေးတွေပြောပါအောင် place time နေရာပြီးမှအချိန်ဆိုတော့နေရာလေးကိုရေးမယ်ဗျာရောင်းများမှာမျိုးရှိမှာ in text မျိုးနာမည်အကြီးဆိုအကြီးနဲ့ရေး m y a u n g MYA မြောင်းမြဘလောက်ကြာပြီလဲ9နှစ်ရှိပြီရှိပြီဆိုတဲ့အခါကိုကြာပြီဆိုပြီးတော့မြင်ရပြီးတော့ရေးရပတ်ထားနော်ဘလောက်ကြာပြီလဲဆိုရင်ကြာချင်းဆိုရင် for ရယ် since scale ကိုတုံးမယ်ဟုတ်ပြီအဲ့တော့ဒီကောင်ကဒါအခြေခံပြောတော့မှာ box ကမှာ၄ခုရှိနေတယ် for ဒီဒီမှာအတွက်လို့မှပြန်ပြန်မယ်နဲ့ကြာအောင်လို့ပြရမှာဖြစ်ပြီးတော့ since ကိုကြာတော့ကတဲ့ကလို့ပြရမှာဖြစ်တယ်ကတဲ့ကအားလေးလက်မှတ်ထားမယ်ဟုတ်ပြီအဲ့တော့ ငါမြောင်းမြမနေတာငါးနှစ်ရှိပြီဆိုလို့ရှင်တကယ်တကယ်ပြောချင်တာမြောင်းမြမနေတာငါးနှစ်ကြာပြီလို့ပြောတာဖြစ်တဲ့တကြောင်ကြာပြီဆိုတဲ့ဘာကိုသုံးမယ်ဆိုရင် for ကိုသုံးရမယ်အဲ့တော့ for ငါးနှစ်က9ဆို5 year မှာ s ထည့်မယ်ငါးနှစ်ဆိုတော့များ years i have ဟော father read နော် line read လေးရမှာ line read live in မြောင်းမြ for 5 years ငါမြောင်းမြမနေတာငါးနှစ်ကြာပြီ ဲ့တော့ hazard black battery နဲ့တွဲတဲ့အချိန်ဒီ yesterday လို့ today လို့ဟာရင်လည်းမသုံးလို့မရှိဘူးဘာတွေနဲ့တွဲလို့ရှိလဲဆိုရင် for ri since တင်နဲ့တွဲလို့ရှိတယ်ရမယ်နော် follower တို့ကဲဟုတ်ပြီဆက်ပြီးတော့သွားလိုက်အောင်နောက်တစ်ခုကဘာလဲဆိုရင်ဒီ since သုံးမဲ့ဆိုရင်ရတယ်အခုက2025ဆိုတော့နောက်ပြန်ပြဆလိုက်2024 2023 2024 2021 2020 2020ကတည်းကဒီမှာနေရလို့ပြောချင်လာရတယ် I have lived in ရောင်းများ ကတဲ့ကကြတော့ for တော့မပြောဆင့်ကိုတော့မပြောစချင်းဆိုရင်ဆင့်ကြာချင်းဆိုရင် for ဆင့်2000အဲ2020 2020 20ပေါ့နော်2020ကလေးကဒီမှာနေတယ်အဲ့တော့ဆင့်တုံးလေးရတယ်နားလည်မယ်နော်နောက်ခုငါငါတော့တွေပြောင်းနေတယ်ငါငါတော့တွေပြောင်းနေတယ်နောက်တစ်ခုကဘာလဲဆိုရင်နံပါတ်2ကကြတော့အတိတ်မှာအတိတ်ကဖြစ်ရအခုရလက်ဖြစ်တာအတိတ်မှာဖြစ်တာ အခုထိရလက်ချမ်းနေသေးရဆိုရင်လည်း has a blood battery ကိုတောင်းရမယ် present perfect ကိုတောင်းရမယ်အခုဒီတောင်းတဲ့ဟာ present perfect လို့ခေါ်တယ် has a blood နဲ့ battery ရထားတာကို present perfect လို့ခေါ်တယ်အတိတ်ကဖြစ်ဖြစ်အခုထိဖြစ်လာရဆိုတာဘယ်လိုဟာမျိုးပြောလဲဆိုလို့ရှိရင်ဒါဒီလိုဟာမျိုးပြောတာတော့အပြောက်တာအခုမှပြောက်တာမဟုတ်ဘူးအတိတ်အပိုင်းခြားတစ်ခုမှမဖြစ်သွားလဲဆိုရင်ပြောက်သွားတယ်အခုတော့တွေ့ပြီလားဆိုအခုထိလည်းမတွေ့သေးဘူးပြောက်လာတာတိတ်ကပြောက်လာတာအခုအထိရာလက်ကရှိနေတော့မယ်ပြောက်နေရဆိုရရာလက်ကရှိနေတော့မယ်ဆိုရင်လေတဲ့ဟတ်ဆပ်ဘလက်ဖက်တရီကိုတော့ပါတယ်ဒါလိုကြီးလိုက်အောင်ငါပြီဆိုအိုင် ပျောက်တာက fat 1က lose lose fat 2က lost battery ကလည်း loss ဒီမှာ battery သုံးနေပြီเนาะ battery သုံးနေပြီအဲ့တော့ i ကတော့ first person ဆိုတော့ဒီမှာကျွန်တော် i နေပဲတည်တံသုံးထားတယ်ဆိုတော့ h we have သုံးရမယ်တကယ်လို့တော့မှာ hero shiro တခုခင်းဆိုရင် h e s သုံးရမယ်ပျောက်တာ l o s t lost i have lost အဲ့လိုလေးရတယ်ဘာတူတော့ရလဲငါတော့တွေငါဤဆိုတော့ my k e y s keys i have lost my keys ငါငါရဲ့တော့တွေပျောက်နေတယ် အဆင်ပြေမလို့ထင်ပါတယ်နော်အဲ့နောက်ခုရှိပြီအတိတ်ကနေလှုပ်လာတာအခုချိန်ထိမပြီးသေးတဲ့ကိစ္စအတိတ်ကဖြစ်တာအခုထိရလက်ကြံနေသေးတဲ့ကိစ္စသွားဒီလိုသဘောမျိုးတွေထွက်တဲ့ဟာကို has a blood ဗတ်တမီးရေးမယ်ခဏတစ်ခုငါရန်ကုန်ကိုရောက်ဖူးတယ်နော်နောက်တစ်ခုကနေမှ၃ချဘာလို့မှတ်ထားမယ်ဆိုရင်ဘဝအတွေ့အကြုံကဲခုဘဝမှာလှုပ်ဖူးတယ်ဆိုတဲ့ဟာလေဖူးလို့မှတ်ထားရမယ်ဗျာ လုတ်ဖူးတဲ့ဟာတွေအတွေ့အကြုံတွေကိုပြောမယ်ဆိုရင်လည်း hazard black battery ကိုတောင်းရမယ်။ငါရန်ကုန်ကိုရောက်တယ်လို့ရောက်ခဲ့တယ်ဆိုပြီးတော့ရေးထားမယ်ဆိုရင်တော့ value နဲ့ရေးရမှာဖြစ်ပြီးတော့ရောက်ဖူးတယ်လို့ပြောခြင်းဒီအတိတ်ကကာလကိုပြောတာထက်အတွေ့အကြုံကိုပြောတဲ့သဘောတဘာတရားတက်ရောက်တယ်။ရန်ကုန်ကိုရောက်ဖူးတယ်ဆိုရယ်လူတယောက်ကရန်ကုန်ကိုရောက်ခဲ့ပြီးပြီ။ပြောရမယ်ဆိုရင်အတိတ်ဖြစ်နေပြီဗျာ။နော်။ဒါပေမဲ့ तू ကဒီနေရာမှာအတိတ်သဘောတရားကိုပြောခြင်းတာမဟုတ်သူ့ရဲ့ဘာကိုပြောခြင်းတာလဲ follower တို့။အတွေ့အကြုံကိုပြောခြင်းတာ။အဲကြောင့်ဘဝအတွေ့အကြုံလေးကိုပြောပြခြင်း hazard black ဘက်တရီနဲ့တုံးရတယ်အဲ့တော့ငါးဒီဆိုတော့ i ရောက်ဖူးတာကိုရေးရမယ်အဲ့တော့ has a black ဘာလို့လဲ have ထည့်လိုက်မယ်ရောက်ဖူးတာကို b e e n bin နဲ့ရေးရတယ်နော်မှတ်ထားတာတော့အတိအကျထားငါဂျပန်ကိုရောက်ဖူးရဆိုရင် i have bin လို့ရေးရတယ်ပြီးရင်နေရာရှိလေးမှာ to လေးထည့်ပေးရသေးတယ်အဲ့တော့အတွဲလိုက်လေးမှတ်ထားမယ်ဆိုရင် have bin to ပေါ့အဲ့ဒီပုံစံလေးနဲ့အသားမကြောက်ဆိုရင်တခြားဟာကြီးလုံးဖူးလို့ရဗျာငါမြင်းကိုစီးဘူးတယ်ဆရာထားပါတော့ဒီကန်းကြီးတော့ဆိုမြင်းစီးကြည့်ဘူးတယ်ဆိုရင် i have စီတာဘဝကခွာစီရဟာဒီကုန်းတော့ right လေဗျာအထဲဝင်မောင်းတဲ့ဟာကြီး drive ကားတွေပေါ့ခွာစီတဲ့ဟာ cycle တွေနောက်ခါကျတော့ subway တွေမြင်းနေတာကြောင့် right နဲ့သုံးတာဟုတ်အပေါ်မှာတက်မောင်းတဲ့ဟာကြီးကကျတော့ fly နဲ့မောင်းတာဟုတ်အဲ့တော့မြင်းကိုစီတာကျတော့ right ကိုသုံးပါပေါ့ဒါပေမဲ့ three so right rope ridden ပေါ့ i have ridden a horse ငါမြင်းကိုစီးဖူးတယ်လို့အဓိပ္ပာယ်ထွက်တယ်ဖူးတယ်ဖြစ်ချင်တိုင်းကိုဘာကြီးလှုပ်ဖူးတယ်နော်ငါဘာကြီးလှုပ်ဖူးတယ်ဆိုတော့ငါဆက်လက်တောက်ဖူးတယ်ငါအကြက်တွေတောက်ဖူးတယ် ်အင်္ဂလိပ်စာကိုလည်းလေ့လာဘူးတယ်နော်ကောင်းတာတွေလည်းလောက်ခဲ့ဘူးတယ်ဖူးတာတွေမှန်သမျှပြောမယ်ဆိုရင်ဘာလို့တော့ရမလဲ hazardous black battery ကိုတော့မတော့ရမယ်ဆိုတော့ i have been to ဘယ်လိုရောက်ဖူးတာဆိုရန်ကုန်ဆိုတော့ဒီမှာရန်ကုန်လေးထပ်လိုက်မယ်အဲ့တော့ရောက်ဖူးတယ်ဆိုတာဒီကိုဒီကြောင်းအထွတ်ချက်ထားရောက်ဖူးတာကြတော့ထူလေးပါပါတယ်တခြားဟာတိုင်းကတူထူမပါဘူးခုနကမြင်းစီးဘူးရင် i have ridden ဆိုတာထူမပါဘူး a horse ပဲတည်းရကြမယ်နော်ဒါဆိုရင်ဘဝအတွေ့အကြုံဆိုရင်လည်းဘာတော့ရမလဲဆိုရင် hazardous black battery တော့ ငါအခုလေးတည်းညက်နေစာစာပြီးတာကဲနောက်ထပ်မှလိုက်ပါအောင်မကြသေးတော့တိတ်နော်ဆရာဘလောင်းဝလေးတွေပြောပြပြီးအတိတ်ဆိုရင်ဘာတူးမဟုတ်ဘူးလားဆိုတော့ဟုတ်တယ်အတိတ်ကဘာတူးဒါပေမဲ့တိတ်မကြသေးတဲ့အတိတ်ပဲထွက်တဲ့အတိတ်ဆိုရင်တော့ has a black battery နဲ့ရေးလို့ရတယ်ဘာတွေကိုသုံးဖို့လိုလဲ just already yet ဆိုတော့ရေးတာရှင်းတယ်နော် just now already ရရှိမှာ yet ကနောက်မှာ တင်တာကဂျက်ကိုနောက်ဆုံးမှာထားစီတင်လို့ဂျက်ကိုဘမလို့အခုလေးတင်လို့မှတ်ထား already ကိုကြတော့ဘမလို့နှင်းပြီးသားလို့မှတ်ထားဒါလုံးဝကိုယ့်အတွက်လက်တွေ့ဘမတုံးလို့ရတဲ့ဟာလေဂျက်ကကြတော့အခုအထိလို့မှတ်ထားသူဒီ negative ပုံစံနဲ့တွဲတုံးလေးရှိတယ် negative မဟုတ် question နဲ့တွဲတုံးတယ်ကဲဟုတ်ပြီ negative ဆိုတာဒီ not ပါတဲ့ဟာနဲ့တုံးရမှာငါအခုလေးတင်ညစ်စာစားပြီးတာစားပြီးပြီလားဆိုတော့စားလို့တော့ဘီဘီ အတိတ်ဖြစ်သွားပြီဒါပေမဲ့ဘလို့အတိတ်လဲအခုလေးနေပြီးရယ်ဆိုရအတိတ်ပြောမှဆိုရင်မကြသေးတော့အတိတ်အဲဒါမှတခုရှိရပြမကြသေးပေမဲ့လည်းနော်ဟိုလွန်ခဲ့တဲ့9မိနစ်ကတော့စတယ်ဖြစ်အဲ့လိုအတိတ်အချိန်လေးပါရင်တော့ value တောင်းရတယ်အဲ့လိုအတိတ်အချိန်မပါဘူးဆိုရင်မကြသေးဘူးဆိုရင် hazard blood battery တောင်းရတယ်ရှုပ်သွားလားအတိတ်ကအချိန်ဆိုတာဗျာ နော်လွန်ခဲ့သော5မိနစ်လွန်ခဲ့သောဆိုအတိတ်အချိန်လို့ခေါ်တယ်အတိတ်အချိန်ဆိုရင်တော့ value စစ်စစ်ကိုတုံးပြရတယ်ဒီမှာဆိုရင်အတိတ်အချိန်မပေါဘူးလွန်ခဲ့တဲ့ဘယ်နှမိနစ်ကဆိုအချိန်မပေါဘူးအခု၄တင်ဆိုတာဒီအခု၄တင်ဒီမကြသေးသောအတိတ်ဆိုတဲ့သဘောတရားပဲထွက်တရားဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကဘာလို့တုံးရလဲဆိုရင် hands up လာတုံးလို့ရတယ်တဲ့ဒါပေမဲ့ဘာအတွက်ကလေးထည့်ပြရဆိုရင်အခု၄တင်အတွက်ထည့်ပြမယ်ခဏလေးရေးထားတယ်အခု၄တင်က just နှင်းပြီးသားဆိုရင် already အခုအထိဆိုရင် yet နောက်မှရှိမှ not ပါမယ်ကဲဒါကျွန်တော်ရေးရမယ် i ဒါဆိုဆရာဒီနှလုံးကဘယ်နားမှာထားရမှာလဲအဲ့နှလုံးကဒီ headset နဲ့ battery ကြားထဲကိုညှက်နော်ဒီ wire တရက်ကဘာမှာထားရမှာလဲ wire တရက်ကစာချုပ်စာချောင်းရဲ့နောက်ဆုံးမှာထည့်ပြီးတော့ IP ခုနလာပါလာမယ်ဆိုရင် half ပေါ့အခုလေးနေဖြစ်အောင်ဒါလေးညှက်လိုက်မယ် I have just စမ်းကြပြီးပြီနော်ဖက်ကစားတာလေးဂျန်သေးတယ်မနက်စာနေ့လေးစာညနေစာဘာကြီးနဲ့စားဖို့ပြောထားလဲဟမ်အဲ့ဒါတွေကအဖတ်တွေလေးဟောအရှိတရောပါနေလဲ E ဆိုရင်အဖတ်တွေအတွက်ပဲသုံးလို့ရတာမဟုတ်လို့လေဟိုအရေးလေးတွေပါအဆင်ပြေအောင်လို့မနက်စာညနေစာညစာဘာနဲ့စာခိုင်းထားလဲဆိုရင် half နဲ့စာခိုင်းတယ်မလားအဲ့တော့ဒီမှာ battery ဆိုတော့ HV half က0ဘာဝမ်းကကျတော့ HASS နဲ့ HV half ဘာတူကကျတော့ HD half battery ကလည်း HD half ဒီကောင်ကကျတော့ဒီအရှိမခေါ်တဲ့အခု half เนาะဒီကောင်ကတကယ် battery အစ်စ်ဒီကောင်ကမတူဟိုလက်မစ function ချင်းမတူဒါအခုဒါစားတော့တယ်ဆိုရင် half အဲ့တော့ဒါ battery အဲ့တော့ i have just had 包啥比亚来着呢？年夜啥？dinner。I have just had dinner。my l i n n e r 不用怕录错了，i have just had my dinner。好比，d i o n e r 去嘛，卡拉城有家店啊。Already had dinner。I have already had dinner。套套啊，套你呀。再 no 一点，my dinner。好比，I have。 just ညမှာဗာလေးထက်လိုက်မယ်ဆို already လေးထက်လိုက်လို့ရှိရင်ဘယ်လိုအိပဲထပ်သွားလဲကဲဟဲ့လာထမင်းလာစားပါအောင်အေးမစားတော့ဘူးကွာငါစားနေပြီးသားဖြစ်နေပြီးကွာအဲဆိုရင် i have already had my dinner ဒါမို့ငါစားပါအောင်ကွာဆိုအေးငါအခုထိမစားသေးဘူးကွာငါဝင်စားလိုက်မယ်မစားရသေးဘူးဆိုရင်ဘာလို့သုံးမလဲအခုထိဆိုရက်ကိုသုံးမယ်ဒီမှာနှော်လေးလာမယ် i ဒီ have ညမှာဒီ haven't ဖြစ်သွားမယ် i haven't just မပါတော့ဘူးပေါ့နော် had my dinner နောက်ဆုံးမှာဒီမှာထည့်မယ်ဆိုရင် yet ဒါဆိုငါအခုထိမစားရသေးဘူးလို့ဒီပဲထွက်တယ်။အဲ့တော့ just the already ဒီရက်ဒီအခုလေးနေနေနှင်ပြီးသားတယ်အခုထိဆိုတော့သဘောတရားတွေပါနေပြီဆိုလို့ရှိရင်လည်း hashtag plan version တွေသုံးပါတယ်။တစ်ခါတော့ပြန်ပြီးနားထောင်လိုအပ်လို့ရှိရင်လေအဲ့တော့ဒီနေ့ကျွန်တော်ဖြည်းဖြည်းလေးနဲ့အေးအေးလေးပဲကျွန်တော်ပြောပြလာပါတော့လော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 ကျွန်တော်မပြောတော့ဘူးအဲ့ဒါကျွန်တော်ပြောခဲ့တာပေါ့။အတိတ်ကစားပြီးဥစီမပြီးသေးတဲ့ကိစ္စအတိတ်ကဖြစ်ခဲ့တဲ့အတိတ်မှာပြီးသွားပြီမြတ်အခုထိရလက်တွေကြံနေသေးတဲ့ကိစ္စကိုဘဝရဲ့အတွေ့အကြုံတွေငါဘာလို့ဖူးတယ်ဖူးတယ်လို့ပြောမယ်ဟာဒီနောက်ပြီးမကြသေးသောအတိတ်တွေ ိတ်မကြသေးမှာဘာကြီးနဲ့တွဲသုံးလဲအခုလေးနေလို့လုံနေပြီးသားဆိုအခုထိဆိုရဲဟာမျိုးနဲ့တွဲသုံးတဲ့ဟာမျိုးတွေအဲဒါဆိုရင်ဘာနဲ့သုံးလဲ hazard black battery present perfect tense ကိုသုံးရပါတယ် follower တွေအဆင်ပြေပဲเนาะဘလက်ဖန်ကြရဲ၄ချိန်ကလုံးမှာဖြစ်တော့ကြောင်းဒီနေ့ဒါလေးကိုတေချာလေးကြည့်နေအောင်လုပ်ထားပါ fight တယ်